ဖိလစ်ပိုင်မှာနိုဝင်ဘာလ၄ရက်ကတိုက်ခတ်သွားခဲ့တဲ့ကာမေဂီတိုင်ဖွန်းမုန်တိုင်းဟာဖိလစ်ပိုင်နိုင်ငံ ရှေ့ဘက်ကမ်းခြေကိုစူပါတိုင်ဖွန်းအသွင်ဆောင်နေတဲ့ဖန်ဝေါမုန်တိုင်းကြီးအဖြစ်ထပ်မံဦးတည်ဝင်လာနေပြီဖြစ်ပါတယ်။ဖိလစ်ပိုင်မိုးလေဝသပြုရောကဖန်ဝေါမုန်တိုင်းဟာလူပေါင်း၅တန်ရဲ့အသက်အန္တရာယ်ကိုချိမ့်ချောက်နိုင်တဲ့အနေအထားမှာရှိနေပြီးမုန်တိုင်းအကျယ်ဟာ1500ကီလိုမီတာရှိတဲ့အတွက် တနိုင်ငံလုံးအပေါ်လွှမ်းခြုံတိုက်ခတ်နိုင်တဲ့စူပါတိုင်ဖုန်းမော်နိုင်အဆင့်နဲ့ဝင်ရောက်လာမယ်လို့ကြိုတင်သတိပေးကြေညာထားပါတယ်။မုန်တိုင်းဟာအနည်းဆုံးတနအီ140ကီလိုမီတာကနေအမြင့်ဆုံး180ကီလိုမီတာနှုန်းနဲ့တိုက်ခတ်နေပြီးကုန်းတွင်းကိုတနအီ185ကီလိုမီတာနှုန်းနဲ့ဝင်လာနိုင်တာကြောင့်အိမ်သစ်ပင်နဲ့အဆောက်အုံတွေကိုလဲဖြိုနိုင်တဲ့ပြင်းအားရှိနေတယ်လို့ဖိလပိုင်မိုလေဝသဘီရိုက တာဝန်ရှိသူအက်စထရီချာကသတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ၄ရက်နေ့တုန်းကစီဘူးခရိုင်ကိုဗဟိုပြူတိုက်ခတ်ခဲ့တဲ့ကမေကီမုံတိုင်းကျောင်းတင်းဆုံးသူ၂၀၄ဦးအထိ ရှိလာပြီးပျောက်ဆုံးနေသူ၁၀၉ဦးရှိပါတယ်။ ဒေတာအခေါ် UN ဆိုတဲ့ဖန်ဝောင်မုံတိုင်းကြောင့်နိုင်ငံအရှေ့ပိုင်း B9 နဲ့ဆာမာခရိုင်တွေမှာမိုးရေချိန်ဟာ200မီလီမီတာနှုန်းထင်မြင့်တက်ခဲ့ပြီးမြောက်ပိုင်းနဲ့နိုင်ငံအလယ်ပိုင်းလူဆုံးခရိုင်တွေမှာမိုးရေချိန်100မီလီမီတာကနေ200မီလီမီတာကြားရွာသွန်းမှာဖြစ်တာကြောင့်ရေကြီးမြေပြိုမှုတွေအတွက်အထူးသတိပေးချက်ထုတ်ပြန်ထားပါတယ်စာတင်ကြောင်းတွေကိုနိုဝင်ဘာလ10ရက်အထိပိတ်ပေးထားပြီးလေးကြောင်းခီးစဉ်တချို့ကိုလည်းဖျက်သိမ်းထားပါတယ်။